ပေါ်ကားမှာဝင်ပါခဲ့ရပြီမြေထိတ်တန်းမင်းသားပြီပြီအခုလိုပြုံမိုခဲ့တဲ့နေတို့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင် အခုနောက်ပိုင်းမှာတော့ရုပ်ရှင်လောကမှာဟာတာကားရီတာများလို့နေကလူအများကတော့ပေါ်ကားလို့သာတမန်နေကြတာဖြစ်ပါတယ်ပေါ်ကားရီလို့ဝေဖန်မှုမြတ်တက်နေတာဖြစ်တယ်လို့တိရုပ်ဆောင်တွေကလည်းဝေဖန်ပြောဆိုနေကြတာပါနေတို့ကဟာတာကားဆန္ဒတွေကိုတည်ရိုက်လေးမရှိပေမဲ့တနင်္လာတကားလောက်တော့ရိုက်ပါတယ် ။လာမယ့်ရက်ပိုင်းမှာဆိုလေနေတိုးပါဝင်ထားတဲ့ယောက်ျားတွေကိုစိတ်ကုံတဲ့ရုပ်ရှင်ဇာကားကြီးကယုံတင်ပြသတော့မှာဖြစ်ပါတယ်။ဇာကားကဟာတာကားဖြစ်တဲ့အတွက်တချို့ကလည်းပေါ်ကားလို့ခေါင်းစဉ်သတ်မှတ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့နေတိုးရဲ့ပြင်ဆင်မှုကိုကြီးကပေါ်ကားကျန်းအောင်မတူဘူးလို့ချီးကျူးနေကြတာဖြစ်ပါတယ်။နီတိုကဟာတာကားမှာပါဝင်တည်ယူဆောင်လဲအကယ်ဒမီရမယ့်ဇာကားလို့စိတ်နှစ်ခါတည်ယူဆောင်ထားတာဖြစ်ပါတယ်။သူပါဝင်ထားတဲ့ရုပ်ရှင်မှာဆိုရင်နီတိုက ရေခဲကြောင်ရောင်းတဲ့ကောင်းလေးအနေနဲ့တရုတ်ဆောင်ထားရတာဖြစ်ပါတယ်။ရေခဲကြောင်တော့တွန်းလေးနဲ့လက်ရောင်းရတာဖြစ်ပါတယ်။ရေခဲကြောင်တဲ့အဖြစ်တရုတ်ဆောင်တဲ့အချိန်မှာနေတို့ကအဝယ်စားကစားအပြင်ကရေခဲကြောင်တဲ့တွေလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အပြင်မှာရေခဲကြောင်တဲ့တွေကသူတို့တန်နိုင်တဲ့ fashion ကိုသာဝယ်ကြတာပါ။ဒါကြောင့်မို့အခုခေတ်လိုတော့အရင်ကြီး fashion ကခင်မဆန်ပါဘူး။ဒါပေမဲ့မင်းသားတွေကဝင်ရိုက်လိုက်ပြီးဆို fashion ဆန်ကတဘာဝမဆန်ပဲဖြစ်သွားတတ်ကြတာဖြစ်ပါတယ်။ ဒါကိုနေတိုးကတော့တေချာခင်ယူဆိုင်ပါတယ်။အဝေအစားကအစားတေချာခင်ယူဆိုင်သလိုသူကရိုက်တာနဲ့လိုင်းမကိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။နေတိုးကအဝေအစားကိုလည်းအပြင်ကရေခဲကြောင်းတွေရီလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မျက်နှာကိုပါတေချာပြင်ဆင်ခဲ့တာပါ။နီတိုရိုလိုမင်းသားတွေကမျက်နှာအသားရည်ကအစအနုပြုလို့နေတာပါ။ဒါပေမဲ့နီတိုကတော့မျက်နှာကိုအပြင်းမလို့ဖြစ်အောင်ပြင်ဆင်ခဲ့ပါရယ်။ရေခဲကြောင်းတွေကနေပူထဲမှာတွားရောင်းရတာကြောင့ ညနာကပူနေတာမျိုးဖြစ်နိုင်ပါတယ်။လှုပ်ရှားနေတဲ့အမျိုးသားတွေကပါမနေနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နေတို့ကအဲ့လိုဖြစ်အောင်တေချာကိုပြင်ဆင်နေတာဖြစ်ပါတယ်။ဘာတွေကအစားနေငယ်နေအောင်လှုပ်ထားခဲ့တာမို့တဘာဝကြအောင်တေယုတ်ဆောင်တဲ့နေတို့ရဲ့ item တွေကချီချူးစရာကောင်းနေတာဖြစ်ပါတယ်။နေတို့ကသူတေယုတ်ဆောင်တဲ့အခါတိုင်းမှာတေချာအောင်လှုပ်တတ်တာပါ။ဟာသာဆိုရင်လေပေါ့ပြက်အောင်မလုပ်ဘဲတကယ်ရေရအောင်ပြင်ဆင်ပါတယ်။ဒါကြောင့်မို့လဲနေတို့ရဲ့ဟာသာကားတွေက အနုပညာလောကမှာအတော်လေးကို ပေါရောက်အောင်မြင်နေတာဖြစ်ပါတယ်။ညီတို့ကဇကားတကားတိုင်းကို စိတ်နဲ့ကရိုက်တတ်တာဖြစ်ပြီးဒရိုက်တာနေရာကနေပါဝင်ရောက်ခါစီမျောတာဖြစ်ပါတယ်။ဒရိုက်တာတွေကိုလည်းဘလို့ကတော့ဖြစ်တင်ပါတယ်လို့အကြံပေးတတ်သူဖြစ်ပါတယ်။ညီတို့ကအခုနောက်ပိုင်းမှာဆိုရုပ်ရှင်ဇကားကြီးတွေကိုတောက်လျှောက်ရိုက်တာမျိုးလည်းမရှိတော့ပါဘူး။ဇကားတွေကို အရင်က ထက်ကိုစီးစစ်ရွေးချယ်ကတကယ် quality ကောင်းတဲ့ဇကားတွေကိုသာရိုက်ကူတော့တာဖြစ်ပါတယ်။ဒီနေ့ထဲမှာယုံတင်မယ်။ မြင့်တက်လက်ကျမ်းမိမယ်ရေစီးကတန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဆိုရင်လေနေတူအတွက်အကယ်ဒမီတော်မှန်နိုင်တာပါကာရိုက်တာကပေါက်ပြီးသားဖြစ်တယ်လို့ဒေးစီဂျင်းလိုကာရိုက်တာမျိုးဖြစ်တဲ့အတွက်အားလုံးကစောင့်မျှော်နေကြတာဖြစ်ပါတယ်ဒါအပြင်နေတူကကာရိုက်တာအပေါ်မှာအလေးထားတဲ့သူဖြစ်တဲ့အတွက်စောင့်မျှော်ရတာတန်မယ်လို့ယုံကြည်ထားကြပါတယ်နေတူအတွက်တော့ဒီနေ့မှလည်းအကယ်ဒမီကပြေးမလို့တော့ပါဘူးနေတူကအကယ်ဒမီကိုနှစ်နှစ်ဆက်တိုက်ရမလို့ဖြစ်သွားမှဖြစ်ပါတယ် ဒါကြောင့်မို့လဲအနုပညာလောကမှာနေတိုးကိုချီးကျူးသူများကြသလိုအားကျသူများကြတာလည်းဖြစ်ပါတယ်။ဘောကမင်းသားမဖြစ်အောင်ကာရိုက်တာအပေါ်အလေးထားကတဘာဝဆန်အောင်တရုပ်ဆောင်တဲ့နေတိုးအပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။